အခုတည်ဆက်ပေးမယ့်သတင်းကတော့ဆန္ဒပြသူသုံးဦးသိမ်းဆုပ်ခဲ့ပြီးနောက်မှာအဆိုရနဲ့လူငယ်များကြားမှာတင်းမမှုတွေတပွားလာတဲ့သတင်းပဲဖြစ်ပါတယ်။မော်ရိုကိုနိုင်ငံမှာဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေအားရဲတပ်ဖွဲ့ဘက်ကပြစ်ခတ်နိုင်နေမှုတွေကြောင့်ဆန္ဒပြသူသုံးဦးသိမ်းဆုပ်ခဲ့ပြီးနောက်မှာအဆိုရနဲ့လူငယ်တွေကြားမှာတင်းမမှုတွေမြင့်တက်လာပါတယ်။မော်ဒကူပြည်ရဲ့ရွေးဝင်ကြီးဌာနကဆန္ဒပြသူတွေကလုံခြုံရေးတာဝန်ယူနေတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့လက်နက်တွေကိုဝင်လို့ဖို့ကြိုးပမ်းတာကြောင့်ပြစ်ခတ်လူစုခွဲခဲ့ရတာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကကြီးစစ်တွေနဲ့တိုက်ခတ်ခဲ့တာကြောင့်၃ဦးသေဆုံးခဲ့တဲ့အပြင်တရားရှိသူအားလည်းရာနဲ့ရှိပြီးတော့ရှိခဲ့တာပါ။ဆန္ဒပြမှုတွေဥဆောင်နေတဲ့လူငယ်တွေကရဲတပ်ဖွဲ့ဝင်တွေဘက်ကငင်းငင်းကြက်ကြက်ဆန္ဒပြနေတဲ့လူငယ်တွေကိုရွေကြက်ချင်းချင်းနဲ့တိုက်ခတ်နိုင်နေတာလို့ဆွဆွဲခဲ့ကြပါတယ်။သိဆုံးသူတွေရဲ့ဇာပနာကိုသူရဲ့ကောင်းနေဖြစ်နေတက်မှတ်လိုက်ပြီးဆန္ဒပြသူတွေကခခဏနာကျင်းမဖို့စီစဉ်နေတယ်လို့ဆန္ဒပြမှုတွေကလည်းပြင်းပြင်းထန်ထန်လှုံ့ဆော်သွားဖို့အတွက်ပြင်ဆင်နေရလို့သိရပါတယ်ဒီလိုတော့ညီကြောင်ပါပြပေါ်လာပါ